ဒီနေ့မှထဲပတူနန်းဧရိယာကိုရောက်နေပါတယ်ဒီပတူနန်းဧရိယာကအားလုံးသိတဲ့အတိုင်းမြန်မာလူမျိုးတွေတိတ်ကြိုက်တဲ့နေရာပါဘာဖြစ်လို့လဲဆိုတော့ဒီပတူနန်းဧရိယာဆိုတာကအဝတ်အထည်ဒိုင်စင်ကြီးဆိုလဲဟုတ်တယ်ပြီးတော့မြန်မာလူမျိုးတွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့မြန်မာသားတောက်ဆိုင်တွေလည်းအများကြီးရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်မြန်မာဘားတွေကလပ်တွေညဘက်ဖွင့်တဲ့နေရာတွေလည်းအများကြီးရှိတယ်အားကြောင့်မို့လို့မြန်မာပြည်သားတွေအားလုံးကဒီနေရာကိုတော်တော်နှစ်သက်ကြပါတယ်ဒီနေရာမှာတယောက်နဲ့တယောက်ခလုတ်တိုက်မိရင်တောင်မှမြန်မာလူမျိုးဖြစ်နိုင်ပါတယ်အဲ့တော့မြန်မာတွေဘာကြောင့် ိုက်တယ်လဲဆိုတာကိုမထက်ကလိုက်ပြပါမယ်မထက်ကသူလိုက်ကြည့်ပါနော် လိုမျိုး vlog တွေရှောက်ရိုက်လိုက်အစားအသောက်တွေရှောက်စားပြီးတော့အများကြီးစားမိတဲ့အခါမှာအစီကျဖို့ရောကြမ်းကြမ်းမမပေါပေါပါပါဖြစ်အောင်ပုံမှန်တောက်နေကြဖြည့်ဆက်စာလေးတခုရှိပါတယ်။ဘာဖြည့်ဆက်စာလဲဆိုတာသိချင်လို့ရှိရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်။ဘသူနန်းဧရိယာမှာဆိုလို့ရှိရင်လေမြန်မာဆိုင်တွေအများကြီးပဲမသိလို့ရှိရင်မြန်မာပြည်ကိုပြန်ရောက်သွားတယ်လို့ပဲဟာဒီမှာကြည့်မြန်မာထမင်းဟင်းနဲ့မြန်မာအတုံးနဲ့အကြော်များတဲ့လာကြည့်လား စမူစာကျွတ်ွန်ကျော်ကော်ပြန်လိပ်ဘူးဒီကျော်လည်းရှိတယ်ဒီမှာဘူးဒီငပေါင်းကျော်လိုဟာမျိုးတွေလည်းရှိတယ်အရွက်ကျော်တွေဟိုးဒီမှာဒီမိုလက်ကောက်ကျော်လည်းရှိတယ်လောက်သမားလိုရှိသေးတယ်ကိုလေးလောက်စမလို့ရလားလောက်ဝင်လို့လို့ရမြန်မာလိုတွေရေးတာဒီမှာ ဒီနေရာလေးကတော့ဘသူနှမ်းညာစေပါညာတိုင်းညာတိုင်းညာစေရှိပါတယ်တစည်းလုံးကမြန်မာလေးကြီးပဲဈေးဝယ်လို့ရှင်မြန်မာလိုပြောပြီးဝယ်လို့ရပါတယ်။မထက်ဆိုလို့ရှင်ဒီနေရာလေးကိုဗီဒီယိုလေးလည်းရိုက်ပြထားဖို့ပါတယ်ရှင်။အဲ့တော့မထက်တို့ဆက်သွားပြီးတော့ကြည့်အောင်ရှင်။ ဒီဈေးကတော့မြန်မာလူမျိုးတွေကြားထဲမှာရေပန်းစားပါတယ်ပတူနန်းဈေးလို့ခေါ်ပါတယ်เนาะသူကဒိုင်ဈေးဆိုတဲ့အခါကျတော့မြန်မာပြည်မှာ online သမားတွေပေါ့เนาะ online ရောက်နေသူတွေကဒီမှာလာပြီးဝယ်ကြပါတယ်ပြီးတော့မြန်မာလူမျိုးတွေလည်းဆိုင်တိုင်းမှာရှိတဲ့အတွက်ကြောင့်မြန်မာလူလည်းနေလို့ရတယ်မြန်မာပြည်သားတွေအများကြီးစုတဲ့နေရာပေါ့เนาะမြန်မာဆိုင်တွေလည်းအများကြီးရှိတယ်ဟိုးရှေးတဲ့ကခုချိန်ထိကိုပတူနန်းဈေးကနာမည်ကြီးတယ်မြန်မာလူမျိုးတွေကြားထဲမှာဒိုင်ဈေးပေါ့เนาะမြန်မာလူမျိုးတွေကြားထဲမှာဒီနေရာကိုမြန်မာတောင်းလို့တောင်းမှခေါ်ကြတယ်ရှင်အဲ့တော့ကျမတို့ရှေ့ဆက်ပြီးသွားကြည့်ရအောင်เนาะမြန်မာဆိုင်တွေအများကြီးရှိရလိုက်ကြအောင် အနှိမ့်ခမ်းရတာကြိုက်တဲ့သူတွေအတွက်ဒီမှာအနှိမ့်ခမ်းနေအများကြီးဒီလမ်းတွေကိုလည်းတစ်ချက်ရှိုးလာဒီမှာဆိုလို့ရှိရင်လေမြန်မာဆိုင်၃လေးဆိုင်ရှိတယ်မြန်မာစားတောက်တွေကို special မှာစားလို့ရတယ်ပြီးတော့ဟိုနားလေးမှာဆိုလို့ရှိရင် spicy club ရှိတယ်တိလာအဲ့ club ကဆိုလို့ရှိရင်မြန်မာတွေအများကြီးသွားလို့လို့မြန်မာ club တောင်ပြောတယ်မြန်မာတွေရဲ့ show ဘက်တွေပါတယ်ဆိုလို့ရှိရင်လေအဲ့ club မှာလောက်ကြတာများတယ်

ဒီနောက်တစ်ဝိုက်မှာဆိုလို့ရှိရင်ဟိုတယ်တွေတက်ခိုကန်တွေဟော့စတယ်တွေအများကြီးမြန်မာပိုင်းနဲ့တက်ခိုကန်တွေလည်းအများကြီးရှိပါတယ်ဒီတက်ခိုကန်ဆိုလို့ရှိရင်တညကိုဘတ်250ပဲပေးရပါတယ်လိုက်ကြည့်မထလမ်းလျှောက်ရတာလဲညောင်းလာပြီလမ်းကျိုးလမ်းတွေတည်းလဲအများကြီးဘသူနှမ်းမလေအော်ဒီမှာတကြီးသားမြန်မာစားတော့ဆိုင်နဲ့ဘိုက်ကလည်းစားနာနဲ့အတော်ပဲတကြီးသားစီခမင်းသားစားလိုက် ားတက်ကထိုင်းမှာနေတာတော့တအားကြပြီဒါပေမဲ့မြန်မာသမီးတွေဆိုအရန်ကြိုက်တယ်စီပြန်ဟင်းတွေဆိုတအားကြိုက်တယ်ပေါ့နော်ဒီစီပြန်ဟင်းတွေကလေအဲအခြားပါများလို့ရှင်ပေါ့နော်ခန္ဓာကိုယ်မှာအဆီတွေကစုလာတတ်တယ် လူငယ်တွေကတော့တိတ်မသိတာပဲမထထုတ်လို့လူလပိုင်းတွေတဲကြတော့အရန်ကိုအစီစုတာတိတာရရှင်နမတက်ကလူလပိုင်းတက်ရွက်တခုကိုရောက်နေပြီမဲ့ခီးတွေသွားတယ်ဘလော့တွေရိုက်တဲ့အခါမှာလူငယ်လေးတူးလို့ပေါပေါပါပါလန်းလန်းဆန်းဆန်းတက်ကြွနေအောင်လို့ဒီကွန်မွန်တဘာဝအစီကြားဖြည့်ဆွက်စာကိုနေ့တိုင်းပောက်ဖြစ်ပါရရှင် ခန္ဓာကိုယ်ထဲမှာအဆီဘိုတွေများလာတဲ့အခါကြာလို့ရှိရင်နောက်ဆက်တွဲအနေနဲ့သွေးတိုးစီးကြိုယောဂါတွေဖြစ်လာနိုင်ပါတယ်ရှင်။အဲ့လိုမျိုးမဖြစ်အောင်မတ်တဒီကွန်မွန်ဆိုတဲ့အဆီချဖြစ်ဆက်စာလေးကိုတောက်ကြည့်နေတယ်။တော်တော်လေးသိတာပြီးတော့ထီရောက်တယ်။တောက်ပြီးရင်မူးမော်တာတို့ရင်တုံတာတို့အစာစားခြင်းစိတ်ပျောက်တာမျိုးတို့မဖြစ်လို့မတ်ထက်ကတော့တော်တော်လေးကြိုက်နေပါပြီနော်။ဒီကမောအစီကြစေးရာတဘာဝပစ္စည်းငါးမျိုးနဲ့ထုတ်လုပ်ထားတာမဟုတ်လို့ဘေးထွက်ဆိုးကျိုးဖြစ်မှာကို စိတ်ပူစရာမလိုဘူး။ အစီပိုဆိုတာလူတိုင်းမှာရှိလို့စီပိုတွေရှိတဲ့အခါမှာနေလို့ထိုင်လို့မကောင်းဘူးပေါ်ပါမှုမရှိဘူးပေါ်ပါမှုမရှိတဲ့အခါကျတော့လူကစိတ်သွားတိုင်းကိုမပါဘူးအခုမှတ်ထက်တောက်တဲ့ကွန်မွန်ကအစိမ်းအောင်ကော်ဖီစီးနဲ့လှုပ်ထားလို့ခန္ဓာကိုယ်အလေးချိန်ကိုလည်း short ချပေးတယ်ခန္ဓာကိုယ်မှာမလိုအပ်တဲ့အစီတွေကို short ချပေးတဲ့အတွက်ခန္ဓာကိုယ်ပေါ်ပါစေတယ်အစားတောက်တွေဘလောက်စားစားစားတဲ့ပမာဏပေါ်မူတည်ပြီးတော့ဈေးတစ်လုံးကနေနှလုံးထိတောက်လို့ရပါတယ်ကိုစားလိုက်တဲ့အစားတောက်တွေတွေကမလိုအပ်တဲ့အစီပိုတွေကိုလောင်ကျွမ်းစေပါတယ် အယ်ကာနီတင်းပါဝင်လို့ဝိတ်ကြသွားတဲ့အခါမှာအသားရည်ကိုရော့တွဲမှုမဖြစ်စေဘဲနဲ့ကြစ်လစ်စေတယ်။မြန်မာမာရောထိုင်းမာရော FDA ရှိပြီးသားမို့လို့ယုံကြည်စိတ်ချစွာနဲ့တောက်သုံးနိုင်ပါတယ်။ဘလို့တောက်သုံးတယ်လဲဆိုလို့ရှိရင်အစားအစာတွေကိုအများကြီးစားမိတဲ့သူတွေကတစ်နေ့ကိုနှလုံးအစားစားပြီးတာနဲ့တောက်သုံးတင်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းကျင်တဲ့သူတွေကကြတော့တစ်နှစ်ကိုတစ်လုံးတောက်သုံးလို့ရပါတယ်။လေ့ကျင့်ခန်းလေးပါတွဲလုပ်ပြီးတော့တောက်မယ်ဆိုလို့ရှိရင်အကျိုးအာနိသင်ပိုရှိပါတယ်။ဘယ်အချိန်တောက်သုံးသင့်လဲဆိုလို့ရှိရင်တစ်နှစ်လုံးမှာအစားတွေအများကြီးစားဖြစ်တဲ့အချိန်ကိုတောက်သုံးသင့်ပါတယ်။ မမထက်ဒီနေ့မြန်မာတောင်းလို့အများခေါ်နေကြတဲ့ပတူနန်းဧရိယာမှာရိုက်ပြခဲ့တာလေးတွေကိုကြည့်ပြီးတော့ဂျင်းနဲ့အားရလိမ့်မယ်လို့ထင်ပါတယ်အခုတော့မမထက်ကစာလို့တောက်လို့ပြီးပြီဆိုတော့ပြန်ပြန်တော့မယ်နော်အားလုံးနှုတ်ဆက်ပါတယ်တတ်တာ